လေလာပါနေစကူရနေမက်လာမှာဒီအမေရိကရဲ့ဒီဟယ်ရီထရူမန်ဒီပေါ်ပြမှာဒီစစ်တမ်းမော်ရာဒီတိုက်ဖူဒီဒီပေါ်နေတိုက်ခိုက်ခြင်းခံရတယ်ဒီလိုတိုက်ခိုက်ခြင်းခံရတာလေဗျဒီဂျော်နယ်ထရန့်အမေရိကန်ဆိုရနေပြီးတော့တခါမကြုံဘူးတဲ့ Rains Down Hell ဆိုတော့ဖူဒီတွေကိုတိုက်ခိုက်မယ်အတော့အပြင်းထန်ဆုံးတိုက်ခိုက်မယ်ဒါကြောင့်ဖူဒီတွေကနေပြီးတော့ခုနစစ်တမ်းမော်ရစစ်တမ်းမော်ရ24နာရီအတွင်းမှာတဲ့သူတို့ပေါ်ပြပါပေါ်တယ်မှာဟူဒီဖိုင်တာစထရိုက်ယူအက်စ်ဟယ်ရီထရူမန်အဲခရော့ပေါ့နော် Houthi rebel group claims to have targeted target target about the US Harry Truman aircraft carrier for the second time in 24 hours ပေါ့24နာရီမှာသူ launching ဆိုတာစတဲ့နေပြီးတော့တိုက်ခိုက်တယ် a serious drones in တိုက်ခိုက်တယ် ballistics missile ပဲ့တင်ဂျုံတွေ cruise missile တွေအဒီကုလားတင်မော်ယူတိုက်ခိုက်တယ်ပေါ့ဒီ alert attack သူပြောပြတယ်ဒီတိုက်ခိုက်မှုကတော့ set ပြောတာကတော့ to have successfully disrupted ဆိုတာက a planned offensive American ရဲ့ planned offensive ဆိုတာဒီ to ဘယ်လိုခေါ်မလဲ tight stick ကိုပေါ့ tight stick ကိုသူတို့ hand တောင်းနိုင်ခဲ့တယ်ပေါ့နော်အဲ့လို hand တောင်းနိုင်ခဲ့တယ်သူဆိုတယ်ပေါ့အဲ့ဒီမှာဒီအဲ့ဒီ hand တောင်းနိုင်တဲ့ဒီ offensive ဆာဘာပြောလဲဆို Ross preparing against the country ပေါ့ဟိုဒီနိုင်ငံကိုအာသူတို့ဘာလုပ်မှာလဲဆိုလို့ရှိရင်ဟိုပေါ့ပြင်ဆင်ထားတယ်ပေါ့ offensive ဆိုတော့ဒီ tight throw နဲ့တိုက်ခိုက်ဖို့ပြင်ဆင်ထားတာကို hand တောင်းနိုင်တယ်ဒီ tempo ကြီးအခုဖော်ပြပုံမှန်ထိနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာ no immediate response ဆိုတာက was being provided by the United States ဘော No immediate response has been provided ဆိုတာကဒီချက်ချင်းတုတ်ပြန်တာမတွေ့ရဘူးတဲ့ had been provided ဆိုတာ find the United States ကထပ်မလုပ်ဘူးဗောနော်ဒီလိုတိုက်ခိုက်မှုကိုထပ်တော့မလုပ်ဘူး this this as the US continues to pound to the pound ဆိုတာယီမန်နိုင်ငံကိုသူကအတေချေထူထောင်တာကြောင်းတဲ့ with air strikes တွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့ leading to uh ဖြစ်ပေါ်စေတဲ့ dozens of killing ဆိုတာကဒီနေရာမှာရ dozen နဲ့ချီပြီးတော့ဆိုတော့တေပြောက်မြင်ရတယ်ပေါ့ယီမန်ယီမန်ယီမန်မှာရှိတဲ့ဒီဒီမြန်တိုက်ခတ်တဲ့ယီမန်မှာရှိတဲ့ယီမန်ပြည်သူတွေတုံးမို့ယီမန်ဒီမှာစစ်သားတွေပေါ့နော်အဲ့ဒီဟာနဲ့ဆက်ဆက်ပြီးတော့ dozen နဲ့ချီပြီးတေဆုံးတယ်လို့ပြောကြတွေ့ရပေါ့နော်အဲ့တော့ကျွန်မတို့တနေ့ရတော့ဒီပွဲကဘူးချမ်းမလားပေါ့ဒါက ဒီအချို့တရဲမှာဖော်ပြတာဗါဒီယီမန်ဒီဟူတီပေါ့ဒီယီမန်နိုင်ငံမှာရှိတဲ့ဟူတီတွေကဟူတီ Rebel Groups ပေါ့ခေါ်တဲ့အေးတော့မဟုတ်ဘူးဘုံလို့ခေါ်ခေါ်ကြတဲ့ဒီအဖွဲ့ကအီရန်နိုင်ငံရဲ့ထောက်ပံ့အများကြီးပေးထားတဲ့အဖွဲ့ဖြစ်ရတဲ့ကြောင့်အီရန်ကိုမတိုက်ခိုက်ခင်မှာဒီအဖွဲ့ကိုတိုက်ခဲ့တယ်ဆိုပြီးတော့ပြောဆိုကြတဲ့တရဲတွေမှာတွေ့ရတယ်အဲ Time of India တရဲမှာလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီချိန်မှာလက်ရှိကစီးပွားရေးနဲ့ဆက်ဆက်တယ်ပေါ့စီးရေးကဆက်ဆက်တဲ့အခါကျတော့အာဒီ 水质也来个方面啊，你马从的看到比较不错，水质啊，面上水有要水多比如。<noise> <noise> <noise>